လိုက်ဆိုင်ကိုကြည့်ရှုနေတဲ့ပြည်တွင်းပြည်ပရဟန်းရှင်လူပြည်သူအားလုံးဘေးရန်ခတ်တဲ့တောကခတ်တဲ့မှန်သမျှငြိမ်းအေးပြီးကိုစိတ်နှပြကြမ်းမှချမ်းသာခြင်းရရှိကြပါသည်ယခုယာဒီဆဝန်းတို့ပြောင်းရွှေ့လာတာ2025ပထမ6လအဲ့ရဂျွန်လနောက်ဆုံးလပေါ့နော်ပထမ6လရဲ့နောက်ဆုံးလဖြစ်တဲ့ ဂျွန်လပထမပတ်ဝင်ရောက်လာပါတယ်။အော်ဒီဂျွန်လပထမပတ်ဖြစ်တဲ့ဂျွန်9ရက်နဲ့17ရက်ကြားမှာကဘာပတ်လမ်းကြောင်းမှာရှိတဲ့ဂျူသွားဂျူလာတွေတိုင်းပြည်ရဲ့ကံကြမ္မာမိမိတို့ရဲ့ကံကြမ္မာဆိုင်ရာအပြောင်းလဲတွေဘာတွေဖြစ်မလဲဆိုတာစောင့်ကြည့်ရအောင်။အဖြစ်ပေါ်လာမဲ့ကံကြမ္မာရဲ့အဆူအကောင်းများကိုသူ့ရဲ့ယာတီဘွားဆက်ဝင်းအရာဟောပြမှာဖြစ် အနုရာသီဘွားဆိုတာနိုဝင်ဘာ23နဲ့ဒီဇင်ဘာ27ကြားမှာမွေးဖွားသူတွေဖြစ်တယ်။ဒီရာသီဘွားတွေဟာယခုကာလမှာလှုပ်ရှားသွားလာရတဲ့လုပ်ငန်းတွေအကျိုးပေးမယ်။ခရီးသွားမယ်၊နိုင်ငံခြားခရီးတွေအောင်မြင်မယ်၊ရှယ်ယာစတူတွေအောင်မြင်မယ်၊ပွဲစားလုပ်ငန်းတွေအကျိုးရှိမယ်။အလုပ်ပြောင်းရမလို့နဲ့မပြောင်းရမနဲ့အသစ်တွေတိုးချဲ့တာဖြစ်ပါတယ်။အချိန်ဆောက်ပြီးတော့လုပ်ဖို့လိုတာပေါ့။ဆန္ဒဆောပြီးတော့ ပြရာခတ်နေမယ်ဆိုရင်တော့မငြိမ်မသက်စီးပွားအလုပ်တွေဟာဖယူဖျဲဖြစ်တော်မူရှိပါတယ်ငြိမ်ငြိမ်စိတ်စိတ်နဲ့တလန်းဒီတလန်းဒီလောဘဒေါသမကြီးပဲလှမ်းမယ်ဆိုရင်မဖြစ်မနေယာဓုတက်တာတူးချဲတာစီးပွားတက်တာသာသမီရတာအိမ်တော်ကြီးตายရတာဖြစ်မှာပြရာခတ်ပြီးထင်ရဆိုင်မဲ့ဘသူမှမတိုင်မမဲ့လှုပ်ချင်တာလှုပ်မယ်ဆိုရင်တော့လူကြီးတွေအာနာရှင်တွေမိသားစုတွေနဲ့ထိတ်တိုက်တွေ့တာလိမ့်မယ် အိမ်တော်ရေးဆိုင်ရာတက်ဆရှိဖို့လိုတယ်ငါကြုံတယ်လို့အခွင့်အရေးရနေတာပဲအိမ်မှာရှိတဲ့အလုသမားတို့ဝန်သားတို့နဲ့မောင်နှမသားချင်းတို့နဲ့ဖောက်ပြန်မယ်ဆိုရင်တော့ကြီးကျက်ခံတဲ့စိုးကြိုးကြီးပေါ်လာမှာဖြစ်ပါတယ်အိမ်တော်ပေါ်မှာတက်ဆရှိမယ်ဆိုရင်ယာသူတိုးခြင်းအလုတိုးခြင်းဒုက္ခဒုက္ခလွတ်မြောက်ခြင်းတွေဖြစ်ပါတယ်ဝေးရမယ့်အဝိဒ္ဓယာဒီကာလတွေမှာအဖြူရောင်အုပ်စုကြီးပြားရောင်အုပ်စု အဝါနုအစိမ့်နုအနုအရာအလအပအရွာတွေဖွစ်ပါယောက်ျားလေးများဒီချိန်မှာဘဲတော်တော်ဘဲလာလာကိုရဲ့အိတ်ထဲမှာငွေ9000တန်းတရွက်ထည့်ပြီးတော့ရေမွေးတပလင်ဒါမှမဟုတ်နှာရှူဘူးတစ်ခုထည့်ပါမိန်းကလေးငယ်များဘဲတော်တော်နှခန်းဒီပန်းဒီစုပါတုံးခွန်6ပတ်လဲထီထိုးပြီပါ အရာရာကံကောင်းမှုဝိဇာဇနာတမန်တော်ဝိဇာဇနာတမန်တော်ဝိဇာဇနာတမန်တော်အရာဟု အရောက်အမျိုးမျိုးကွက်ကြားတွေဝတ်ပြီးတော့ထိုးပါငွေတွေမှာထိုးပါအားလုံးတတုရာသီဘွားတွေဘေးရန်ကင်းကြမ်းမှချမ်းသာကံကောင်းပါလိမ့်မယ်